လိုက်ကောရန်ကုန်ရန်ကုန်လိုက်ကောအဝေးပြေးရင်လိုက် express ကားကြီးတွေစတင်ပြေးဆွဲနေပြီလို့သိရပါတယ်။လိုက်ကောရန်ကုန်တိုက်ရိုက်ခရီးစဉ်တွေကိုနိုဝင်ဘာလ15ရက်နေ့ကစပြီးပြေးဆွဲနေတာဖြစ်တယ်လို့လိုက်ကောမြို့ကန်တွေကပြောပါတယ်။လိုက်ကောမြို့မှာတလေးလုံးစစ်စင်ရေးနောက်ပိုင်းမြို့အသီးသီးကိုပြေးဆွဲတဲ့ရင်လိုက်အလုံးရပ်တန့်သွားခဲ့တာကြောင့်လိုက်ကောမြို့တွင်းနဲ့တခြားမြို့တွေကိုကားငယ်တွေနဲ့သာပြန်လည်ပြေးဆွဲခဲ့ပေမယ့် ရင်လိုက် express ကားကြီးတွေကိုတော့နှစ်နှစ်အကြာမှအခုလိုပြန်လည်ပြည့်စွဲနေတာဖြစ်ပါတယ်။အရင်ကလွိုက်ကော်ကနေရန်ကုန်ကိုသွားရင်အောင်ပန်းဒါမှမဟုတ်ပင်လောင်းကနေတဆင်ကားပြန်စီးရတာဖြစ်တယ်လို့ခီးတဲ့တူကပြောပါတယ်။လွိုက်ကော်ရန်ကုန်ခီးစဉ်တွေကိုတော့မနေ့9နာရီနဲ့9နာရီခွဲအချိန်တွေမှာပြည့်စွဲသွားမှာဖြစ်ပြီးရန်ကုန်လွိုက်ကော်ခီးစဉ်ကိုတော့ညနေ3နာရီမှနေ့စဉ်ပြည့်စွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ လိုက်ကုံမိုးပြေဖဲခုံပင်လောင်းရန်ကုန်ဓာတ်ရိုက်ပြေးဆဲသွားမှာဖြစ်ပြီးတော့အဲ့ဒီလမ်းကြောင်းမှာစစ်ကော်မရှင် စစ်ဆေးရေးဂိတ်အနည်းဆုံး20ခန့်ရှိတယ်လို့စစ်ဆေးမှုတင်းကျပ်တယ်လို့ရင်မောင်းတုတ်ကပြောပါရယ်အိစရက်ရင်အတွက်လက်မှတ်တဆောင်ကို6000ကျပ်ကုန်ကြမှာဖြစ်ပြီးမှတ်ပုံတင်ရှိမှသာစီးနင်းခွင့်ရမှာဖြစ်တယ်လို့ရင်လိုင်းတွေကကြေညာထားပါရယ်စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့လိုက်ကော်မျိုးတွင်မှာတော့အထင်ကြီးရနေရာတွေဈေးတွေဘန်တွေကိုဖွင့်လှစ်လဲပတ်နေပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့စစ်ကော်မရှင်ကပြောဆိုထားပေမဲ့ဒေသခံတွေကတော့စိုးရိမ်မှုတွေနဲ့နေထိုင်နေကြရတယ်လို့ဆိုကြပါဗျ။